္ပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပေါင်းမျိုးနယ်မှာစစ်တောင်းထိုးနေတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား18ယောက်သေဆုံးပြီး3ယောက်ကိုအရှင်ဖမ်းမိရတဲ့ပြင်စစ်သားအလောင်းတွေကိုလမ်းမေးမှာဖြစ်တယ်လို့စွန့်ပစ်ခဲ့ကလက်နက်ခဲအများပြသိမ်းဆည်းရရှိခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌသည်ဖိလစ်ပင်သမ္မတကမြမအရေးအထူးသံတမန်အဖြစ်ဖိလစ်ပင်နိုင်ငံသားဝင်ကြီးကိုတရားဝင်ခန့်အပ်လိုက်တဲ့သတင်းပါဝင်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်အတွင်းစစ်တောင်းထိုးနေတဲ့အကြံဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ စစ်သား18ယောက်သေဆုံးပြီး3ဦးအရှင်ဖမ်းမိကလက်နက်5လက်သိမ်းစီရရှိခဲ့တဲ့ပြင် အကြမ်းဖက်စစ်တပ်ကသူတို့ရဲ့စစ်သားအလောင်းတွေကိုလမ်းမေးမှာဆွန့်ပစ်ခဲ့တယ်လို့ပေါင်းမြနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အော်တိုဗလာ30ရင်းနေ့ကနေစတင်ပြီးမိထီလာအခြေဆိုင်တမ69ကနေထွက်လာတဲ့ အင်အား400ကျော်ပါစစ်တပ်စစ်ကြောင်းဟာစိတ်ဖြူမြို့နယ်ကပါစာ22ကနေတဆင့်ပေါင်းမြို့နယ်တောင်ပိုင်းကိုစတင်စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။နိုဝင်ဘာလ3ရက်နေ့မှာတော့အကြံဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေကြောက်ကကြေးရွာနီးမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်ဘက်ကစစ်သား10ယောက်သေဆုံးကစစ်သားအလောင်းတွေကိုတိုက်ပွဲဖြစ်ပွားရာနေရာတွေမှာစွန့်ပစ်ထားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်သား10ယောက်ခန့်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးထမ်းစစ်အနေနဲ့တဲထုပ်ကပင်တောင်ဘူးစောတိရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ နိုဗ ెంబ ာလ9ရက်နေ့မှာတော့အဲ့ဒီစစ်တပ်စစ်ကြောင်းဟာအင်အား130ခန်းနဲ့ပေါမျိုးနယ်တောင်ပိုင်းတီ6ရွာကနေအရှိရက်ကိုဥတီစစ်ကြောင်းထိုးလာခြင်းရောချောင်းမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်ကခုနှစ်ဦးသေဆုံးခဲ့တယ်လို့၃ဦးအရှင်ဖမ်းပြီးကတနက်9လနဲ့ခဲယမ်းတွေစစ်သုံးဆောင်ပစ္စည်းတွေပါဝင်ဆက်ဆက်ပစ္စည်းတချို့ကိုတင်စီရရှိခဲ့လို့သိရပါတယ်။အဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းဟာစစ်ကြောင်းထိုးဝင်ရောက်လာခြင်းရိုးကြီးရွာနောက်ဖက်မှာရှားပင်ရေရွာမိုးကောင်းချောင်းကအသက်30ကျော်အရွယ်ကိုရှင်မင်းနဲ့ ယူဂျီတော့ကအသက်40ရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးချက်ကန်ရွာကနေခုနှစ်လုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့ပါသေးရဲ့ရှင်။ဆလတ်င်ဆက်ပေးမဲ့တင်ကတော့2026ခုနှစ်အတွက်အာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပင်းနိုင်ငံရဲ့သမရမာကိုစ်ဂျူနီယာကမြမအရေးအထူးတန်တမန်အဖြစ်ဖိလစ်ပင်းနိုင်ငံသားဝင်ကြီးထရီဇာလာဆာရိုကိုတရားဝင်ခန့်လိုက်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဖိလစ်ပင်းနိုင်ငံမနီလာမြို့မှာပြုလုပ်တဲ့2026ခုနှစ်အာဆီယံဥက္ကဋ္ဌသစ်လွှဲပြောင်းရယူပွဲမှာ ဖိလပိသမရာကအခုလိုခံမှုကိုတရားဝင်ကြေညာလိုက်တာပါဒါအပြင်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ပြည်လဲသိမြတ်ရေးအတွက်အတူတကွအလုပ်လုပ်သွားမှာဖြစ်တယ်လို့သူ့အနေနဲ့လည်းအာဆီယံဘုတ်သဘောတူညီချက်၅ချက်နဲ့အညီအကျိုးရှိအပြုသဘောဆောင်စီကံတကြားဖြစ်တဲ့အားလုံးပါဝင်တဲ့မြန်မာပြည်သူတွေကိုထောက်ပံ့ပေးနိုင်တဲ့ချင်းကမှုကိုဆောင်ယူလာနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ဖိလပိသမရာကပြောပါတယ် ဖိလစ်ပင်းနိုင်ငံသားရေးဝင်ကြီးရဲ့အခုတွဲဖက်တာဝန်အားအာဆီယံဘုံတဘောတူညီချက်၅ချက်ပါတဘောတူညီချက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးအဲ့ဒီတဘောတူညီချက်မှာမြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုချက်ချင်းရစဲဖို့တက်ဆိုင်သူအလုံးအကြအပြုတဘောဆောင်နေဆွေးနွေးမှုအာဆီယံအထူးသံတမန်ခန့်အပ်ခြင်းလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရခြင်းနဲ့တက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံခြင်းဆိုတဲ့အာဆီယံဘုံတဘောတူညီချက်၅ချက်ပါဝင်ပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလ17ရက်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပွားခဲ့တဲ့နိုင်ငံရေးအကြက်တဲနဲ့ပဋိပက္ခတွေကိုဂျာဝင်စည်းစံညီနိုင်ဖို့နဲ့ဒေသတွင်းတည်ငြိမ်မှုကိုထိန်းသိမ်းဖို့ကအာဆီယံအတွက်ကြီးမားတဲ့စိန်ခေါ်မှုအဖြစ်ရင်ဆိုင်နေရပါရှင်။မကွေးတိုင်းဘက်ကိုကြည့်အောင်ပါမကွေးတိုင်းမကွေးထောင်မှာကျမ်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရရှိလို့နိုင်ငံရဲ့ဂျင်သားတအူတီဆုံးခဲ့တဲ့ပြင် နိုင်ငံရေးအကျဉ်းသား9ဦးလည်းတပ်ဖြတ်ခံရပြီးအယောက်40ညင်ပန်းနေဆက်ခံရကနိုင်ကျင်းတွေကိုဖိနှိပ်မှုပုံမှုဆိုးဝါးလာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ဒါအပြင်စစ်တပ်အောက်မှာရှိတဲ့အကျဉ်းဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးလာချိန်မှာနိုင်ငံရေးအကျဉ်းသားကိုဟိန်ဝဲလက်ကမကွေးထောင်တွင်မှဖြစ်ပေါ်နေတဲ့ဖိနှိပ်မှုကိုတင်ပြခဲ့တာကိုအညို့ထားပြီးညွှန်ကြားရေးမှူးပြန်သွားချိန်မှာတော့ထောင်အာဏာပိုင်တွေကကိုဟိန်ဝဲလက်ကိုတိုက်ပိတ်ပစ်ဒဏ်ကိုပေးခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီအပြင်မကွေးချင်းတောင်မှာကထောင်ပိုင်အပါဝင် ထောင်ပိုင်လေးတွေကအစသူတို့ရဲ့အောက်ခြေမှာသူတို့စကားကိုလိုက်ပါဆောင်ရွက်နေတဲ့အခြားရာဇဝတ်အကျဉ်းသားတွေကိုယာတို့အစင်းစင်းခန့်ပြီးမှနိုင်ငံရေးအကျဉ်းသားတွေကိုတိကျဖိနှိပ်မှုတွေပုံမှုဆောင်ရွက်လာတာကိုတွေ့ရပါတယ်လို့ကိုတိုက်ထွန်းဦးကပြောပါတယ်။ ဒါအပြင်လက်ရှိထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသားတွေပေါ်အလုတ်ကျန်းတဲ့ထောင်ဒဏ်ချမှတ်ထားတာပဲဆိုပြီးတောင်ရလုပ်ငန်းအပါအဝင်မြောင်းတူးမြောင်းဖော်လုပ်ငန်းတွေကိုစဉ်ဆက်မပြတ်ခိုင်းစေနေတဲ့အပြင်အကျဉ်းဦးစီးအရာရှိတွေဟာမကွေးထောင်အတွင်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုသာမကထောင်ပြောင်းနဲ့ရောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပါထောင်ပူးဝါမှာရိုက်နှက်နေတယ်လို့သိရပါဗျာ။ လက်ရှိချိန်ဒီဒုတိယထောင်ပိုင်းတန်းကျော်တင်တဲ့ဦးစီးမှုဝင်းထွန်းတို့ဟာအကျဉ်းသားတွေရဲ့လှုပ်အားကိုကိုကျိုးအတွက်အသုံးပြုနေတဲ့အပြင်ခေါင်းစဉ်အမျိုးမျိုးတက်ကအကျဉ်းသားတွေစီကနေငွေကြေးတွေကိုတောင်းခံနေတယ်လို့ PPNMC ကနေသိရပါဗျ။ဒီလိုမျိုးအခြေအနေကိုနိုင်ငံတကာအနေနဲ့လည်းကြိုးဆိုင်မှုမရှိဘူးဆိုရင်ဒီအရှိမလည်းမကွေးထောင်ကနိုင်ငံရေးအကျဉ်းသားတွေကိုတပ်ဖြတ်မှုတွေဒီနေ့ထဲမှာဖြစ်ခဲ့တဲ့အတွက်ပုံမှုပြီးမှဖိနှိပ်မှုတွေများလာနိုင်တဲ့အခြေအနေဖြစ်ပါတယ်လို့ကိုတိုက်ထွန်းဦးကပြောပါဗျ။ အဲ့ဒီအပြင်ထောင်ထဲမှာအုပ်ချုပ်နေတဲ့အကျဉ်းဦးစီးဝန်ထမ်းတွေကသူတို့ကိုမထိခိုက်သေးဘူးထောင်တွင်းဖိနှိပ်မှုတွေကိုမရက်တန့်ဘူးဆိုတဲ့အခြေအနေမျိုးတွေခက်ဆိတ်ဆိတ်တွေ့ရတဲ့အတွက် မကွေးဒေသတွင်းမှာတော်လန်ရေးဆင်နွှဲနေကြတဲ့တော်လန်ရေးတပ်တွေကအစားလက်နက်ကိုင်အင်အားစုတွေကအစားမကွေးချင်းတောင်ကိုပို့ပြီးမှအာရုံစိုက်ပေးကြဖို့လိုအပ်တယ်လို့ကိုတိုက်ထွန်းဦးကဆက်လက်ပြောပါတယ်ရှင်မဒလေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းပျော်ပွေမြို့နယ်တောင်ချောင်းရွာမှာစစ်မှုထမ်းကြီးလာစဉ်ကောက်ခံနေတဲ့အုပ်ချုပ်ရေးမှူးတာဝန်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တေဆုံးခဲ့တယ်လို့နှမောက်ကလေး PDF အဖွဲ့ရဲ့ဘူအောင်တင်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဗမာလ14ရက်နေ့ညနေ9:30မိနစ်ခန့်မှာပျော်ပွေမြို့နယ်တောင်ချောင်းကြီးရွာမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးလာစဉ်စစ်မှုထမ်းကြီးကောက်ခံနေတဲ့ကြေးရွာအုပ်ချုပ်ရေးမှူးတာဝန်ခေါ်တာဝန်ကိုနှမောက်ကလေး PDF အဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပွဲချင်းပြီးတေဆုံးခဲ့ပါရယ်။ အဲ့ဒီသိဆုံးသွားတဲ့ကြေးရွာအုပ်ချုပ်ရေးမူတာဝန်ခေါ်တန်းဝင်းဟောင်းပြည်သူတွေအပေါ်စက်ကြီးကောက်ခံတာအပြင်နီးမျိုးစုံနဲ့နှိပ်စက်နေတဲ့အတွက်နမောက်ကလုံး PDF အဖွဲ့ကတတိပေးထားပေမဲ့လည်းလိုက်နာမှုမရှိတာကြောင့်သူ့ရွာမှာပဲပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အပြင်အုပ်ချုပ်ရေးမူတာဝန်စီကနေငွေကျပ်68သိန်းနဲ့ဖုံးတလုံးတို့ကိုတပ်တေကန်ပစ္စည်းအဖြစ်သိမ်းဆည်းရရှိခဲ့လို့သိရပါဗျ။ပြည်သူတွေအနေနဲ့ကြေးရွာအတွင်းနီးမျိုးစုံနဲ့နှိပ်စက်နေတဲ့အုပ်ချုပ်ရေးမှုတွေ စစ်တပ်တောက်တိုင်တွေကိုနမောက်ကနိုပီဒီအဖွဲ့ကိုတိုင်ကြားနိုင်တယ်လို့နမောက်ကနိုပီဒီအဖွဲ့ရဲ့ဗိုလ်အောင်တွေကဆက်လက်ပြောပါရရှင်။စကိုင်းတိုင်းဘက်ကသတင်းတွေကိုကြည့်အောင်ပါ။စကိုင်းတိုင်းမုံရွာမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့တံပြားကားကားတွေနဲ့ကျင်းတီတင်ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်သား၃ဦးသေဆုံးခဲ့တယ်လို့မုံရွာ Dynamite Special Task Force ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရတယ်။ ပြီးခဲ့တဲ့နိုဗ ెంబ ာလ14ရက်နေ့မနက်9:00နာရီခန့်မှာမုံရွာမြို့နယ်နာမခါနယ်ဝမ်ပောင်ကုမ္ပဏီကနေထွက်လာတဲ့အကြံဖတ်စစ်တပ်ရဲ့တပ်များကကရှိစီနဲ့ကျင်းနီတင်တွဲက22စီးကိုတော်လန်ရေးတပ်ဖွဲ့တွေကပရိဒါမိုင်း၅လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်တွဲကားတွေကခင်းမုံရွာဘတ်ဆောင်ချန်အနီးမှာထိုးရက်ခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့တွေကလက်နက်ငယ်တွေနဲ့ထပ်မံဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။အဒီတက်ခဲမှုအတွင်းမှာအကြံဖက်စစ်တပ်ဘက်က6ဦးပြင်းထန်တမ်းရရှိက3ဦးသေဆုံးခဲ့တဲ့အပြင် တိုက်ခိုက်မှုကြောင့်တည်ဆုံသွားတဲ့စစ်သားအလောင်းတွေနဲ့တံရရသူတွေကိုမုံရွာမျိုးကနေထွက်လာတဲ့လူနာတင်ကား6စီးကလာရောက်တည်ဆောင်သွားတယ်လို့သိရပါဗယ်။အဲ့ဒီတိုက်ခိုက်မှုကို Briha Army BHC ကဦးဆောင်ပြီးချင်းတွေး Fighter Group CFG နဲ့မုံရွာတိုင်းနဲ့မိုင်း SDF အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကတော်လိုင်းတပ်ဖွဲ့ဝင်တို့ထိခိုက်တံရရရှိပေမဲ့တံရအခြေအနေမစိုးရိမ်ရဘူးလို့သိရပါဗယ်။ ပြည်သူတွေအနေနဲ့ Braha Army BHA အဖွဲ့လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေလည်းတပ်နိုင်တဲ့ဘက်ကနေကူညီထောက်ပံ့ကြဖို့ကို BHA အဖွဲ့ကမြစ်တာရက်ခံထားပါသေးရဲ့ရှင်။စကိုင်းတိုင်းဘက်ကိုဆက်ကြည့်အောင်ပါ။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှာတက်ဆွဲထားတဲ့အကြံဖက်စစ်တပ်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်။ မနေ့ကနိုဝင်ဘာလ15ရက်နေ့ည9နာရီကျော်မှာလေအကြံဖက်စစ်တပ်ရဲ့စစ်တပ်လေဒီ3စီအားဝမ်ပေါင်ကုမ္ပဏီဝင်းနီပြန်ဝဲပြီးဖောင်းကတားရွာအနီးတစ်ဝက်ကိုဘုံကျဲတိုက်ခိုက်သွားတာကြောင့်ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတည်ပြုနိုင်တာမရှိသေးဘူးလို့သိရပါတယ်။ဒါအပြင်စလင်းကြီးမြို့နယ်ဝမ်မေးရွာအတွင်းကနေဆုတ်ခွာသွားတဲ့အကြံဖက်စစ်သားတွေကလည်းမနေ့ကမနက်ပိုင်းမှာပလောင်ရွာကနေဝမ်မေးရွာအတွင်းပြန်လည်ဝင်ရောက်လာပြီးပြည်သူပိုင်နေအိမ်တွေကိုဝင်ရောက်မှွေနောက်ကလက်ကင်ဖုံးတွေကိုသိမ်းယူသွားတယ်လို့သိရပါတယ်။ အဲ့ဒီလိုမျိုးပဲပလောင်ရွာအတွင်းရောက်ရှိနေတဲ့အကြမ်းဖက်စစ်သားတွေကလည်းပလောင်ရွာလမ်းစုံမှာဆစ်ဆီးပြုလုပ်ကဆိုင်းငယ်တစည်းကိုငွေကျပ်တထောင်တောင်းရန်ပြီးငွေကြေးမပေးနိုင်သူတွေကိုတချင်းအော်ဆိုခိုင်းနေပါတယ်။ အဲ့ဒီအပြင်ပြီးခဲ့တဲ့နိုဗ ెంబ ာလ14ရက်နေ့ည9:00နာရီကျော်လောက်ကလည်းဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းသက်ဆွဲထားတဲ့အကြံဖက်စစ်တပ်ကိုလက်နက်ကြီး73လုံးနဲ့တော်လိုင်းတပ်ဖွဲ့တွေကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့နိုဗ ెంబ ာလ17ရက်နေ့ညပိုင်းကလည်းစလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းသက်ဆွဲထားတဲ့အကြံဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကရှော့လိုက်တုံးအလုံး30နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံကချင်နာပူရီခိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၄ဦးကိုဖမ်းဆီးရရှိတယ်လို့ထိုင်းရနာပိုင်တွေကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကနေ့လယ်ပိုင်းကချင်နပ်ပူရီခိုင်မှာရဲတွေကစစ်စေးကိန်းနဲ့စစ်စေးနေချိန်နှခုံပတုံကနေတရားမဝင်မြန်မာရွှေပြောင်းအလုသမာလေးဦးလိုက်ပါလာတဲ့ကားတစီကိုဖမ်းဆီးရရှိခဲ့တာပါအဲ့ဒီကားပေါ်လိုက်ပါလာတဲ့မြန်မာနိုင်ငံသားလေးဦးမှာတရားဝင်ထောက်ထားစာရွက်စာတမ်းမရှိတဲ့ပြင် ကာမာသမားမှာထိုင်းနိုင်ငံသားဖြစ်ပြီးမြန်မာလူသမား၄ဦးစီကနေတအူးကိုထိုင်းဘက်ငွေ၂000ရယူကာပို့ဆောင်တာလို့သိရပါတယ်။တရားမဝင်မြန်မာလူသမား၄ဦးမှာအမျိုးသားတအူးနဲ့အမျိုးသမီးတအူးတို့ပါဝင်ပြီးရင်းမောင်းမှာအသက်32နှစ်အရွယ်ထိုင်းနိုင်ငံသားမစ္စတာဝီယော့ဖြစ်ပါတယ်။ဒါအပြင်မြန်မာရွှေပြောင်းလုံသမား၄ဦးဟာလွန်ခဲ့တဲ့လအနေငယ်ကထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်လာပြီးထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ဖို့အတွက်ပွဲစားကပေးကလုပ်ငန်းခွင့်ရှိရာကိုပြောင်းရွှေ့ကြတဲ့အချိန်ဖမ်းဆီးခံရတာလို့သိရပါရဲ့ရှင်။ ါကတော့ရန်ကုန်ခေတ္တရနေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ